င်္ဂလာပါဇာမနီအတာသိမ်းမမပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့လူသားတွေခုမျိုးစုမရတဲ့ဖျားသွုံးစုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် သားတွေဖူးမြော်လို့မရတဲ့ဖျားတုံးစုကတော့ဆူနာမနီစေတီတော်ဒုက္တစေတီတော်မဟေတရစေတီတော်တို့ဖြစ်ပါတယ်ဆူနာမနီစေတီတော်ဆိုတာကတာဝန်ရင်းသားနဲ့ပြည်မှာတရားမင်းတည်ထားတဲ့စေတီဖြစ်ပါတယ်တိတ်တထမင်းသားကကုဏကမင်းကိုစီးပြီးတော့မောင်ဆန်နဲ့အတူတော်ထွက်ကြရမှာအနော်မာမြစ်ကိုရောက်တဲ့အခါမှာတော့ကုဏကမင်းနဲ့မောင်ဆန်တို့ကိုပြန်လှုပ်ပြီးဖျားအောင်ကဆန်တော်ကိုဖြတ်ပြီးတော့ငါဒီအကယ်စင်စစ်ဖျားဖြစ်မိဆိုပါကဤဆန်တော်ဒီကောင်းကင်၌တီစေတီဟုအကယ်၍မဖြစ်ပါကမြေ၌ကြာစေတီဟုအဓိဋ္ဌာန်၍ကောင်းကင်တို့မြှောက်ပြစ်လိုက်ရာသရုံးတော်တို့ဟာအ အထက်သို့တယူဇနာတိုင်အောင်တက်၍ကောင်းကင်၌တည်နေပါလေထို့အခါတရားမင်းဟာဆံလုကိုမြည်၍ယတနာပန်းတောင်းဖြင့်ခံယူပြီးသည့်ယင်မိမိနေရာတိုင်ဝေဒနတ်ပြည်သို့ပြန်၍ဆူနာမနိစေတီတော်ကိုတည်ထားကိုကွယ်ကဲပါတော့တယ်နံပါတ်2ကတော့ဒုဋ္ဌစေတီတော်ပဲဖြစ်ပါတယ်တတိထမင်းသားဖရာအလောင်းဟာဆံတော်ကိုပယ်ပြီးနောက်ယခုငါဝေ့ထားတဲ့အဝိတ္တိဟာယဟန်များနှင့်မြောက်ပတ်ဟုတွေးတော့ကသူတို့ကိုလည်းစွန့်ပယ်မှဖြစ်မယ်လို့ကြံစီတော်မူပြီးအဲ့ဒီအခါကတ္တဖဖရာရှင်နထကမိတ်ဆွေဖြစ်ခဲ့မှုတဲ့ဂန္ဓိကာရဗြဟ္မာကြီးကကဘာဦးတွင်နမိတ်အဖြစ်ပေါ်ထွန်းလာ ါတဲ့ဂျာယုံအတွင်းမှာဂျာတပွင့်မှာပရိခိယာ၈ပါးကိုထိမ့်သိမ်းထားခဲ့ရာဖျားလောင်းတော်ထံလာရောက်ခဲ့လူခဲ့ပါတယ်။ဖျားလောင်းဟာထိုပရိခိယာကိုစင်မြန်းပြီးဝေလဲတော်ကိုမြှောက်ပြစ်လိုက်ပါတယ်။ဒီဝေလဲတော်ကိုဗြမာမင်းကြီးကယူဆောင်ပြီးတုတ်တဝါဒါဗြမာဘုံမှာတီစီဒီတည်ထားပါတယ်။တီစီဒီတော်ဟာဆနှစ်ယူဆာမြင့်နယ်လို့ဘုဒ္ဓဝံအထခရာ333မှာဆိုထားပါတယ်။နံပါတ်3ကတော့မေဟေတရစီဒီတော်ဖြစ်ပါတယ်။ဟိမတ်ဝိနာတောင်တဲ့အတွင်းမှာမနာဂိရိအမိရှိတဲ့တောင်မှာမေဟေတရအမိရှိတဲ့တကိုးကြီးတော်နဲ့တပါးရှိပါတယ်။ခါတော့ဖျားရှင်ဟာဟိမတ်ဝိနာအရက်တို့ရှာရ ုတ်တဲ့အခါမှာတော့မေဟေဒီတရနာမည်ကရောက်ရှိလာပြီးဖျံကစားလို့ပါတယ်ဆိုပြီးလျှောက်တင်ခဲ့ပါတယ်ဒီအခါဖျားရှင်ကဒီနဘလူးဟာတကိုးကြီးသူဖြစ်တဲ့တာဒနာတော်ကိုကြီးညိုလာရင်များစွာအကျိုးရှိလိမ့်မည်ဟုတွေးတော်ကြံစာကအချင်းနာမည်ငါးနှစ်ဘလူးကစားခြင်းလည်းလို့မေးတဲ့အခါမှာမေဒရနာမည်ကရွာသူရွာသားများကဲ့သို့သူသူပုံတိုင်းကစားခြင်းပါလေလို့လျှောက်ထားတာကိုဖျားရှင်ကဒါဖြင့်တင်ကားဥစွာပုံပါဖော်ဖမယ်လို့ပြန်လည်းလျှောက်တင်ခဲ့ပါတယ်ဒီဒီလိုဆိုရင်မျက်စိကိုပိတ်ထားပါကျွန်တော်ပုံကွက်ပါမည်ဟုလျှောက်ထားပြီးမေဒရနာမည်ဟာသူ့ကိုယ်သူကွယ်ကမြေကြီးအတွင်ပျောက်ဆယ်ပြီး ပြီးမှပေါ်ပါလို့အတန်ပြုလိုက်ပါတော့တယ်။ဖျားရှင်လည်းပုံနေတဲ့မြေလွာကိုယူပြီးလက်ဝါးပေါ်တင်ပြီးမှအထမီလာများကိုရက်ချကအချင်းမဟေတရာထားတော့လို့ဆိုပါတယ်။ဒီအခါမေတရာနမင်းကရှင်ကောဓမဟာငါ့ကိုမမြင်ပဲရံပြရဖြစ်မယ်လို့တွေးတော်ပြီးမထားပဲနေနေပါတော့တယ်။ဒီအခါဖျားရှင်ကအချင်းမဟေတရာဒီလိုမလောက်ကြံနဲ့ငါဟာတင်းရဲ့ခန္ဓာကိုမျှမကဝမ်းတွင်းကဥခွေများထီတော်မြင်တယ်လို့မိန်တော်မူတဲ့အခါမှာပုံရကနေထားပြီးအရှင်ကောဓမအရှင်ဟာအမှန်တကယ်တကူးကြည့်ပါတယ်။သို့တော့အရှင်ပုံပေါင်းအရှင်ကိုချုပ်ရှောင်းပါမယ်လို့နမင်း င်းကပြန်လဲလျှောက်တင်ခဲ့ပါတယ်။မြတ်စွာဘုရားကငါပုံဝမ်းပြီဆိုတော့တင်းမြလိုများကိုလက်နှင်းဖုံးထားပါလို့မိန့်တော်မူပြီးကိုတော်ကိုပရမအနုမြူမျှတလောက်ဖန်ဆင်းပြီးနမင်းရဲ့မျက်စိနှစ်ဖက်ကြားမှာပုံတော်မူပြီးကောင်းကင်ကအတန်ပေးလိုက်ပါတယ်။မေတ္တာနမင်းကမျက်လုံးဖွင့်ကြည့်တော့လဲဘုရားရှင်ကိုမမြင်ရတဲ့အတွက်ကြောင့်မြေမီတော်တောင်သမုဒ္ဒရာမကြမ်းပြီးဘလို့ရှာဖွေလို့မြာမတွေ့တော့မှဘုရားရှင်ကိုပန်းပေးရပါတော့တယ်။ဘလို့ရှာဘလို့ရှာရှာရှာဖွေလို့မရတဲ့အဆုံးမှာဘုရားရှင်ကိုပန်းပေးရပါတော့တယ်။အဲ့ဒီအခါမှာဘုရားရှင်ကမေတ္တာနမင်းရဲ့မျက်ဖောက်အကြားကဆင်းသက်တော်မူလာပါ ပါတယ်။ဖျားရှင်ရဲ့သကိုးတော်မြာမြင်ရမှာမေတ္တာနမင်ဟာဖျားရှင်ဟာကြည်ယူကဖျားရှင်တဲ့တရဏဂုံယူကတခါဖြည့်ခံယူပြီးနောက်မြတ်စွာဘုရားရှင်ဟာလူသားဖြစ်တော်လဲလူလူစားတော်သောဆုမြားနဲ့မတန်ဒါကြောင့်မန္နာဂီရီတောင်မှာအမြဲအမြဲတည်နှုံးပါနတ်ဆုမြားကိုအမြဲကပ်ပါမယ်လို့ရှောက်ထားခဲ့ရာဖျားရှင်ကခွင့်မပေးတဲ့အတွေ့ဖျားရှင်ရဲ့ရုပ်ဝါဒဏ်ကိုကိုယ်ကတော်မူဝင်ပေးပါလို့ရှောက်ထားခဲ့ပါတယ်။ဖျားရှင်ကလည်းအခွင့်ပေးပြီးမန္နာဂီရီတောင်မှာရဏနာခေါနဘွားတို့နှင့်စမ်းကြဲတဲ့เจ้าတော်ကြီးကိုတိဆောက်ခဲ့ပါတယ်။သူ့เจ้าတော်ကြီးအတွင်မှာကန္နာကုရီတိုက်ကိုဖန်ဆင်းပါ ါတယ်ခန္ဓာကိုယ်ရိတ္တအတွင်းမှာခန္ဓာတော်ကြီးလက္ခဏာတော်ငယ်တို့ဖြင့်တင့်တယ်တဲ့ဖျားရှင်ရဲ့ရုပ်ထုတို့ကိုပြုလုပ်ပြီးမြောင်မင်းတကောင်ကိုအချိန်ရန်နည်းတကွာအကြောင်းပရိဘောဂကိုပြုပြင်ဆောင်ရွက်ဖို့အနှံ့ထားခဲ့ပါတယ်ဒါကမဟေတရစေတီတော်ရဲ့အကြောင်းပဲဖြစ်ပါတယ်စေတီတော်ဆိုတာဓာရုစေတီဥဒ္ဒတစေတီပရိဘောဂစေတီဓမ္မစေတီရဲ့ဆိုပြီး၄စုရှိပါတယ်စေတီတို့ဆိုလာလို့ရင်ရွှေတကုံစေတီကိုပဲမြင်တတ်ပါတယ်အမှန်ကတော့မဟာမြတ်မုနိရုပ်ဘွားတော်ဟာလည်းစေတီပါပဲအခုစေတီသုံးမျိုးမှာတော့မဟေတရစေတီကရုပ်ဘွားတော်စေတီပဲဖြစ်ပါတယ်ဒီဂျိုလေးကိုအဆောင်ထိကြည့်ရှုပေးရတဲ့အတွက် ဲအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ